အလုံးမဲမင်္ဂလာပါဗျာခုတစ်ခါမှတော့အိနောင်ရဲ့မျိုးတမီများကြည်တင်တဲ့ကိုရဲ့ယောက်ျားမဖောက်ပြောင်းကိုယောက်ျားရဲ့စိတ်ကိုကင်တွင်နီးဆိုတဲ့ရုပ်တံပရီဖိုင်လေးကိုတင်ပြပေးလိုက်ပါတယ်ဗျာ အားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာအဲယောက်ျားတွေရဲ့စိတ်ခံစားမှုအခြေအနေတွေကိုပြောပြပေးမှာဖြစ်ပါတယ်အဲစိတ်ခံစားမှုအခြေအနေတွေကိုလိုက်ပြီးအမျိုးသမီးတွေကအဲယောက်ျားတွေကိုဘယ်လိုကင်တွယ်ရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်အဲလူမင်းကလေးဆိုတာကတော့ဘာပဲပြောပြောမိမကောင်းပန်းပန်းတပွင့်ပန်းရမှာလေတမင်းပန်းရမှာဆိုတော့ဟိုဘာပဲဖြစ်ဖြစ်ကိုတဲတဲ့ဖခင်လရနာနာជីနာနာကိုကိုရမှာကိုအဲ့ဒါဆိုတော့အကောင်းဆုံးဖြစ်တဲ့အခြေအနေတစ်ခုဖန်တီးပေးရမှာဖြစ်တဲ့အတွက်ခုလိုပြောပြအချင်းဖြစ်ပါတယ်အဲပထမတစ်နှစ်နှစ်အတွင်းကိုပြောပြပါမယ်နော်ပထမတစ်နှစ်နှစ် နစ်အတွင်းကိုမိမတွေကယောက်ျားတွေကိုယူတဲ့အခါမှာပေါ့နော်ယောက်ျားတွေအဲ့အချိန်အတွင်းမှာတော့ဟိုလို follow up ဖောက်ပြန်ဆိုတာရှားပါတယ်ရှိတော့ရှိတယ်ပေါ့နော်ရှားပါတယ်အဲရှားတယ်ဆိုမဲ့အဲ့အချိန်ကအင်မတန်မှရံဖြစ်ကြပါတယ် ပထမဆုံးတနည်းနည်းနဲ့အတွင်အားလေးမိမနဲ့ယောက်ျားတွေကအင်မတန်ရံဖြစ်ကြပါရံတက်ကြပါဘာလို့ရံတက်တာအောင်ဆိုတမိသားနဲ့တမိသားလေးတစိမ်းမိသားစုလေးပေါင်းဖက်ရတာဟိုပေါင်းဖက်ရတာဆိုတော့တယောက်နဲ့တယောက်အကြိုက်မတူတာတွေကညှိနှိုင်းနေရတာပေါ့နော်ဟိုတို့ကြောက်ငလင်းလှုပ်တဲ့ကြောက်ပြက်ကြီးတွေဟိုမငြိမ်သေးတယ်လို့ပေါ့ဟိုအဲအဲ့လိုမျိုးညှိနှိုင်းနေရတဲ့အတွက်အဲ့အဲ့အချိန်မှာတော့ခဏခဏရံဖြစ်ပါတယ်။ဒါပေမဲ့ main ကလေးတွေတိထားရမယ့်အချက်ကအဲ့ဒီပထမဆုံးတစ်နှစ်နှစ်နှစ်အတွင်းမှာအဲ့ဒီကိုယောက်ျားယောက်ျားကပေါ့နော်လက်ပါလာတယ်။အဲလက်ပါလာရဲ့ဇလုံးကတိမခံပါနဲ့။အတန်နိုင်ဆုံးအော်ပါ၊ဟစ်ပါ၊ငိုပါ၊ယိုပါအတန်နိုင်ဆုံးပြင်းထန်စွာ အဲတုံ့ပြန်မှုလုပ်ပါဘာလို့ဆိုအဲ့ထာမှာနောက်မလုပ်ရမှာပါအိမ်တော်သက်တစ်လျှောက်လုံးနောက်မလုပ်ရတော့မှာဖြစ်ပါတယ်အဲ့ဒါမှလေပြီးတော့ကျတော့ပေါ့နော်ယောက်ျားတို့ပြုတ်ပြင်မှာအဲ့အချိန်မှာပြုတ်ပြင်ရမှာပါအဲဒါမှယောက်ျားပြုတ်ပြင်နေဆိုတာလည်းမလွယ်ပါဘူးအဲဟိုစကပုံတော်ရှိရပေါ့နော်မယားနေစားကြောင်တိမ်မှလင်းနေစားဆင်းတိမ်မှလင်းတယောက်ကိုယောက်ျားတယောက်ကိုပြုတ်ပြင်ပြောင်းလဲခြင်းဆင်းတစ်ကောင်လုံးတေအောင်တတ်နိုင်လောက်တဲ့စိတ်ဓာတ်မျိုးရှိမှပြုတ်ပြင်ပြောင်းလဲလို့ရတာပါနော်အဲအဲ့ဒါဆိုတော့ကျတော့ကျွန်မတွေ့ဘူးတာပြောပြမယ်နော်ကျွန်မတွေ့ဘူးတယ်မတင်နေဆိုးဆိုတာအမကြီးရှိတယ်အဲ့အမကြီးယောက်ျားအရင်မတော့ အဲ့နဲ့ကျမလည်းမေးတာပေါ့နော်မန္တလေးဆိုမန္တလေးဆိုယောက်ျားအရင်မတောက်ဘူးပေါ့နော်တော်လိုက်တာပေါ့နော်ဟဲတဲ့ဘယ်လိုတော်မှာတော့ငါနဲ့ရကစားအောင်တောက်တယ်တဲ့အဲ့ဒါငါချွတ်တာဟဲဘယ်လိုချွတ်တာအောင်ဆိုတာအဲနင်းမတောက်နဲ့နော်နင်းတောက်ရင်ငါအကြောင်းသိမယ်ပေါ့နော်အဲ့လိုမျိုးပြောထားရတဲ့အတန်းနေတဲ့ तू သွားတယ်ပေါ့နော်အရက်ဆိုင်ကိုသွား तू လိုက်သွားတာပေါ့လိုက်သွားပြီ तू အဲ့ဒီသူ့ယောက်ျားရှိမှရှိအရက်ဘယ်လိုသူအကုန်လုံးကို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 ဆိုမော့ချလိုက်တာပေါ့နော်အဲ့နဲ့အဲ့မန္တလေးဆိုယူငင်းလဲနေတောင်ခေါ်ခဲ့ရတယ်ဆိုတာပဲအဲ့အဲ့လိုကနေပြီးတော့သူ့ယောက်ျားမှတ်သွားတာပေါ့မှတ်သွားပြီးတော့ကျတော့ तू နောက်မတောက်ရဲတော့တာပေါ့နော်အဲတချို့မိမတွေဆိုလဲအယွတ်တွေပေါ့ကျမတွေ့ဘူးလေဟိုဘူတီတောင်မောင်တော်ဘက်မှာ तू နေစားခ ိတ်မှာပေါ့နော်ဘုသီတာမောင်တော်နေစားကိတ်မှာဆိုလို့ရှိရင်အဲ့ဒီလောကယုံကဘာဝန်ထမ်းလဲတော့မသိဘူးပေါ့နော်အဲ့လောကယုံကဝန်ထမ်းဝန်ထမ်းရဲ့အမျိုးသမီးဆိုလို့ရှိရင်လေအဲ့ခက်က KTV တော့မပေါ်သေးဘူးဒါပေမဲ့ဟိုနေစားကိတ်တွေဆိုတော့ KTV ဆန်ဆန်ဟာမျိုးပေါ့အဲ့မျိုးပေါ်တာပေါ့အဲ့အင်းနဲ့မတွားနေတွားလို့ရှိရင်ဒီဒီ gate gate ဟိုလိုမျိုးတို့ တမန်ဟွာလိုမျိုးစိတ်ကန်းလိုမျိုးလောက်ထားတဲ့နေရာပေါ့နော်အဲအဲ့ရအမြင့်မောင်ကနေပြီးငါထမင်းချွတ်ပြီးဘသူမိမမှာဆိုပြီးအော်မှာပေါ့နော်အဲအဲ့သူ့ယောက်ျားလည်းမယုံဘောအဲ့လောက်ကြည့်တော့လုံးလိမ့်မယ်မထင်လို့သွားတာပေါ့သွားပြီးပြန်လဲလာရောနင်းငါပြောတဲ့စကားလုံးကိုနားမထောင်ဘူးနော်အင်္ဂါလုံးမယ်ဆိုပြီးကျတော့ဟိုမှာထမင်းချွတ်ပြီးအော်တာပေါ့နော်ဘသူမိမပါဆိုအဲ့နဘီနာလေးရလူတွေကလည်းထမင်းဝက်ပေးပါဘူးဝက်ပေးပေါ့အဲ့လိုဝက်ပေးရပြီးတော့ကျတော့သူတို့ရသူ့ယောက်ျားလည်းနောက်မလုံရဲတော့ဘူးပေါ့နော်အဲ့လိုပဲအဲ့ဒီယောက်ျားလေးတွေကိုအဲမင်းကလေးတွေပေါ့နော်အိမ်အောင်ကြခါစားတနည်းနည်းအတွင်းမှာဆိုရင်အဲ့ယောက်ျားလေးတွေကိုအတက်တိုင်ဆုံးပြင်ပြောင်းလဲပါ နော်အတန်းနိုင်ဆုံးပြင်ပြောင်းလဲပါအဲ့ဒါပြင်ပြောင်းလဲရေးကာလဖြစ်တဲ့အတွက်ရန်လဲဖြစ်ပါမယ်အဲ့အချိန်မှာအိုးငါရှက်လိုက်တာရှက်လန့်နေဆိုပြီးတော့ညင်ညင်တက်တက်နေခဲ့မယ်ဟိုငါရှက်တယ်ဘဝင်းကြံကြရင်ရှက်စရာကြီးလို့မတွေးပါနဲ့ကိုတက်တက်လုံးအဲတော့ရမယ်ကိုတက်တက်လုံးဆက်သွားမယ်အိမ်တော်တစ်ခုကောင်းမှုအတွက်ကကျဲတင်ရင်ကျဲအော်တင်ရင်အော်ချမ်းတင်ရင်ချမ်းပါနော်အဲအဲ့ဒါတော့ပထမတစ်နှစ်နှစ်နှစ်အတွင်းဖြစ်တယ်နောက်9နှစ်အတွင်းနဲ့10နှစ်အတွင်းကအိမ်တော်ကြီးအတွက်ဒိန်းချပါနော်အဲ့ဒီအရှိဆုံးကာလကြီးဖြစ်တယ်အဲ့ဒါဘာလို့အဲ့ဒီရရှိတာလဲဆိုတော့ဗောနော်အဲ့ဒီအချိန်မှာရောက်တဲ့ကြားတွေကမိမတွေကိုရိုးသွားတယ် အဲအဲ့လိုရိုးသွားတယ်လို့ပဲမိမတွေကလည်းကလေးတစ်ယောက်ကနေနှစ်ယောက်မွေးထားတဲ့အတွက်ပေါ့နော်။ဟောပြောရမယ်ဆိုလို့ရှိရင်ဟိုကိုခန္ဓာလေးကလည်းပြက်ယွင်းနေရပေါ့နော်။တချို့မိမတွေဆိုလို့ရှိရင်ကလေးတွေမွေးထားတဲ့အတွက်နိုဘယ်လက်တွေနဲ့ပေါ့ဗောလီတာမွေးကြပါဘူး။အဲ့လိုနိုဘယ်လက်တွေနဲ့ထမိန်တွေကလည်းအကွက်အကွက်တီးတီးနဲ့အဲ့လိုပေးတော်တော်ပေးပေးဆုပ်ဆုပ်ပေါ့နော်ဖြစ်ကြတာပေါ့ကလေးအမေတို့ထုံးစံပေါ့။အဲမြက်ကွင်းညိုတွေနဲ့ပေါ့။ညလည်းမအိပ်ရောက်လေးကလေးအမေဆိုတော့အဲ့လိုမြက်ကွင်းညိုတွေနဲ့ဖြစ်နေရဆိုလို့ရှိရင်ယောက်ျားတွေလည်းစိတ်ကုန်တာပေါ့အဲ့ဒီအချိန်မှာကိုကဘလို့နေရမှာတော့ဆိုတော့အဲယောက်ျားကအလုပ်ကပြန်လာတော့မင်းညနေအလုပ်ကပြန်လာတော့မင်းဆိုရင်ကိုကိုကိုလည်း ဂျေချိုးကရေမိုးချိုးပြီးတော့တနခါလေးဖွေးညောင်လေးထားတာမှမမိတ်ကဆိုလည်းမိတ်ကပေါ့တနခါရှိရဆိုတနခါပေါ့နော်ကလေးအမေဆိုတနခါနဲ့ပိုးကောင်းပါတနခါလေးကိုဖွေးညောင်လေးထားပါပြီးတော့ကလေးတွေဆိုရင်လည်းတနခါလေးတွေဖွေးညောင်လောက်ထားလောက်ထားပြီးတော့ကျတော့သူတို့အဖေပြန်လာတဲ့အချိန်မှာကလေးတွေကိုလည်းကြိုးပါစေကိုကလည်းပြုံပြုံနဲ့ရိုက်ကြိုးပေးပါယောက်ျားလေးရဲ့စိတ်ကဘလိုတုံးဆိုတော့ပေါ့နော်သူတို့ကိုကြိုးစိုးတာသူတို့အလေးအမြတ်ပြူတာအဲသူဆိုရင်တိတ်ကြိုက်တာပေါ့နော်အဲအဲဆိုလို့ရှိရင်ပြီးတော့မိမကလည်းပြုံပြုံနဲ့ကြိုးစိုးနေတယ်အကြည့်လိုက်တော့လည်းတနခါလေးအဖွေးသားနဲ့အင်ကြီးလေးကလည်းတန်တန်ရှင်းရှင်းဝတ်ထားတယ်ပေါ့နော်အခုအစ်စီကလွန်စီကမလိုပါဘူးအင်ကြီးလေးကိုတေချာရှော့ဖို့အထမင်းလေးကစားတတ်တတ်ရကလေးဝတ်ထားတယ် ယ်ဆိုရင်သူတို့လည်းစိတ်အာရုံကြည်လင်တာပေါ့နော်အဲအဲ့လိုမျိုးနေပါအဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်ယောက်ျားကပြန်လာတဲ့အချိန်အာကလေးတွေကလည်းချီပါတယ်သူကပါအမဖင်မြောင်နေနဲ့အပြေးတဲ့သူကအပြေးနှချီတွဲလဲနဲ့ပေးစုံမိမလည်းဆိုရင်ဖိုးဖိုးဖိုင်ရနဲ့အမနိုးဘလန်နဲ့ဆိုလို့ရှိရင်ပြီးတော့ထမင်းစားမယ်လို့တော့လည်းကလေးကချီလေးပန်းပါနဲ့တော်တော်ရုံစရာကောင်းတဲ့အချိန်လေးမျိုးဆိုရင်ဒီယောက်ျားတစ်ယောက်ကနောင်ပေါ့နော်ဟိုနောင်မိမတစ်ယောက်ကိုခံစားမှာပဲနောင်မိမမခံစားရင်တော့ဒီဘဝကြီးတွေကနေသူလွတ်မြောက်ချင်မှာပဲပြေးလွှားချင်မှာပဲအဲ့ဒါဆိုတော့ကြတော့ ။ဘာမဲ့ဖြစ်ဖြစ်ဒီကလေးတွေရှိနေတဲ့အချိန်မှာပေါ့နော်ဒီလိုကြီးဖြစ်တယ်ဆိုပေမဲ့လည်းဒါအောင်အသုံးချမယ်။ကလေးတွေနဲ့အသုံးချမယ်။ရှင်သားလေးကရှင်ကိုမျောနေတာဖေးကြီးဖေးကြီးဆိုပြီးမျောနေတာဒါမျိုးတွေပေါ့နော်။အဲကလေးတွေကိုလည်းပေါ့နော်ပြောထားပေါ့ကိုအဖေကို ပြန်လာရင်ကျွားရတယ်ဖေးဖေးငါပြောရအဲ့ဒါမှပတ်စံနေအများကြီးပေးမှာဒါမျိုးပြောရမယ်အဲအိမ်တော်တဲ့အမျိုးသမီးတွေကပေါ့နော်တော်တော်တန်းနှောက်စားလေယောက်ျားအလုံသွားတယ်အလုံရှိအမျိုးသမီးတွေပေါ့အလုံရှိတဲ့အမျိုးသမီးတွေကြတော့လေဒီမျိုးပေါ့နော်အလုံမရှိတဲ့အမျိုးသမီးတွေဆိုလို့ရှိရင်အဲယောက်ျားအလုံသွားရဲဆိုအိမ်ဒီမှာအဟိုအိမ်လဲဒီအိမ်လဲလမ်းဒီမှာတွေ့အတင်းနေတုပ်အကလေးတွေကအမဖုန်နေနဲ့ကစားပေးစုပ်အသူတို့ကြည့်တော့လေပေးစုပ်လူလူတကာကိုအတင်းထုတ်ထားတော့မျက်နှာအစားကြည်လင်တန်ရှင်းမှုမရှိဘူးပေါ့နော်အဲ့လိုမျိုးကြီးဖြစ်နေမဲ့အစားအဲကိုယောက်ျားပြန်လာတဲ့အချိန်မှာကြည်ကြည်လင်လင်ဟိုမှာဖြစ်ဖို့အတွက်အလုံဆရာရှိတဲ့အလုပ်ကလေးတွေပေါ့နော်ဒီအဝတ်ကလေးမိဘူးတိုက်တာတို့ဘာလို့ လုံနေဒါမှမဟုတ်မလုံချင်ဘူးဘာမှလည်းမလုံနိုင်ဘူးဆိုအိတ်အိတ်နေရဆိုရင်ဘာကောင်းတော့ဆိုကလေးတွေကိုလည်းတိတ်ကလေးတွေတိတ်ပြီးကလေးတွေအိတ်တော့ကြတော့ဘာပြောပြောကလေးတွေလည်းကျမ်းမာကြီးကောင်းနေကိုယ်လည်းဘာပဲပြောပြောညာရင်ညာတာဒီယောက်ျားနဲ့ပေါ့နော်ယောက်ျားအလိုရှိတဲ့အခါမှာကြတော့အဆင်ပြေအောင်လုံနိုင်တယ်ဟိုတို့မဆိုလို့ရှိရင်ဟာပင်မနာအကြောင်းပြပြပေါ့နော်သူမလုံနိုင်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်ဒါညီမလေးတို့အတွက်ပြောတာပါနော်အဲ့ နောက်တစ်ခုကကျတော့15နှစ်ကနေအနှစ်20အတွင်းပေါ့နော်အဲ့အနှစ်နဲ့15နှစ်ကနေအနှစ်20အတွင်းကျတော့ယောက်ျားတွေကဘယ်လိုလုံးဆိုတော့ဟိုရိုင်းရိုင်းပြောရမယ်ဆိုရင်ခြိတိုင်းကိုတိသွားပြီးဖြစ်တဲ့နွားတွေလိုပဲပေါ့နော်ခြိတိုင်းတော့ပြန်လာကြတော့ပါပေါ့နော်မိန်းမတွေကလည်းနှစ်ပေါင်းများစွာပေါ့ ဒီယောက်ျားကြီးရဲ့အဆိုးမျိုးတွေကိုခန်းလာတော့ဗောနော်ယောက်ျားအထားလည်းကြာနေအဲ KTV မှာပဲအေးအေးမှာဆက်မှာပဲအေးအေးဗောနော်ကိုယောက်ျားအေးဝိုင်းပြီးတာပဲဗောယောက်ျားကလည်းဟို KTV တွေပါဆက်တွေတော့သွားတော့သွားတယ်ဗောဒါပေမဲ့ကိုပြန်လာလို့ရှင်ကိုမင်းမောင်ပတ်စံအမ်းမယ်ကိုမင်းမောင်အပ်တဲ့ငွေရမှာကိုငွေဆိုတာသူတို့ကောင်းကောင်းနားလေသွားပြီဗောနော်အဲ့အချိန်တွေကကြာတော့အဲကောင်းကောင်းနားလေသွားပြီတာသမီးတွေကလည်းကြီးတန်းတလောက်ကြီးနေပြီဗောတာသမီးတွေကလည်းပြောဆိုတော့ကျတော့အဲ့အချိန်ကအိမ်တော်ကြီးရဲ့ settle ဖြစ်နေပါပြီအဲ2 30လောက်ဆိုရင်တော့ပိုပြီး settle ဖြစ်တာဗောနှစ်30လောက်ဆိုရင်တော့အဲယောက်ျားကလည်းဘာပြောပြောဟိုအပြင်မှာကျတော့သူတို့တိတ်ပြီးတော့မပြော ွင်တော့ဒီအိမ်ထဲကိုပြန်ဝင်ကျင်တယ်တက်တက်လုံးတက်တောင်းလုံးအိမ်ကိုပြေးပြေးရှောက်သွားနေတော့ကြတော့အဲအိမ်ထဲမှာသူတို့မျက်နှာငယ်နဲ့ပြန်ဝင်ရတာပေါ့နော်။ရောင်းဝင်ရအဲ့ဒီအချိန်မှာတော့မိမတွေကအင်မတန်ပျော်ရွှင်စရာကောင်းပါတယ်။ကိုသွားကလေးတွေလည်းလက်လွတ်ရပြီဆိုတော့ကိုသွားကျင်တဲ့နေရာတွေသွားဖျားတွေသွားကြောင်းတွေသွားပေါ့နော်။အဲ့လိုမျိုးသွားသွားပြီးတော့ကျွန်တော်ပြောပြရှင်းရှင်းနဲ့နေထိုင်လို့ရနေပါပြီနော်အဲဆိုတော့ကျွန်တော်ဘာပဲပြောပြောဟိုအိမ်တော်တဲ့ငါးနှစ်ကနေဆယ်နှစ်အတွင်းမှာအထူးလေးဂယုစိုက်ပေးပါအဲ့ဒါကိုယ့်ရဲ့အိမ်တော်ရေးတွေတည်ငြိမ်အောင်ခိုင်ခံ့အောင်လုပ်ပေးပါဘာဖြစ်လို့လုံးဆိုတော့မိမဆိုတော့မိမကောင်းပန်းပန်းတပွင့်ပန်း ိမ်တော်တစ်ဆက်ပဲပြူတာကောင်းပါတယ်20 30ဖြစ်သွားပြီဆိုရင်ဘယ်မိမမှာဖြစ်ချင်တာမဟုတ်ဘူးလေဒါပေမဲ့ဖြစ်သွားပြီဆိုရင်လည်းမကောင်းဘူးပေါ့နော်ကိုရသားသမီးတွေအတွက်လည်းမကောင်းတဲ့အတွက်ဒီစကားလေးတွေကိုမှတ်သားပေးပါညီမလေးတို့အတွက်ကောင်းစေချင်လို့ပြောတာပါ